သူ့လောက်ရက်တွေကိုအမားဖြစ်သူမြန်မာဆိုလို့အန်ဖရန့်ထားတဲ့ဆိုတဲ့ဥယာစာနေဝင်ကဲပြည်သက်ကြီးတို့ရေမြန်မာနိုင်ငံမှာနှစ်ယောက်မရှိသူအိုင်ကွန်နဲ့တဦးဖြစ်သူယာစာနေဝင်ကတော့သူ့ရဲ့ကိုယ်ပိုင်အမှန်တရားအချို့ကိုမီဒီယာတွေရှေ့ထုတ်ပြလိုက်ပြီးပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲယာစာနေဝင်လို့ပြောလိုက်ရင်ဘသူနဲ့မှမတူတဲ့သူ့ရဲ့ပုံစံကြောင့်လူငယ်တွေကြားထဲမှာအတော်လေးရေပန်းစားလာကြသလို TikTok social media ပေါ်မှာလည်းဥယာစာရဲ့အပြုအမူတွေကိုသဘောကျလို့ဒိုက်သရုပ်ဆောင်တွေကြားတဲ့ယာစာနေဝင်ကလုံးတွေအတော်လေးကိုမြပြလာခဲ့ပါပြီ။ ဒီနေ့မှာတော့ဥယာစာဟာအမားဖြစ်သူဟေမာနေဝင်းရဲ့အထင်းအကအောက်မှာရှိနေပေမဲ့လည်းသူလည်းအခုခေတ်လူငယ်တွေလိုလှုပ်ချင်ရလှုပ်တာပါလို့ဆိုလာခဲ့ပါတယ်။အဲ့ဒါအပြင်အင်တာဗျူးတစ်ခုမှာဟေမာနေဝင်းအတန်ကောင်းတယ်လို့သာပြောတာဟေမာနေဝင်းတချင်းဆဆူတွေကသူ့တချင်းတွေတခါမှနားမထောင်ဘူးဘူးနားပိတ်ထားတယ်လို့ဖြေလာခဲ့တာကြောင့်အမားဖြစ်သူဟေမာနေဝင်းခင်ဗျာအတော်လေးကိုထိမနိုင်သိမရဖြစ်နေကြတာပဲဖြစ်ပါတယ်။ဥယာစာအနေနဲ့ကတော့သူလုတ်ချင်ရတွေလုတ်ပြီးအမားဖြစ်သူဆုံးမတာကိုနားပူတဲ့အတွက်အမားဖြစ်သူနဲ့အခြားလူကြီးတွေကိုအန်ဖရန့်ထားတယ်လို့ဆိုလာခဲ့ပါသေးတယ်။ ဘလို့ပဲဖြစ်ဖြစ်ပါဥရစာရဲ့သူမတူတဲ့အပြုအမူတွေအကျင့်တွေကတော့တကယ်ကိုမှတမူထူးခြားနေခဲ့တာမို့လို့ဘလောက်ပဲကလုံးတွေပေါ်ပေါ်ဥရစာတယောက်တည်းရှိနေအောင်မဲ့ဆိုတာကတော့သိကြပါရဲ့ဗျာ